မင်္ဂလာပါခဗျာအိုင်ရမြန်မာကနေပြီးတော့နိုဝင်ဘာလ28ရက်နေ့ကမ္ဘာတလမှာရှိတဲ့ထူးခြားတဲ့သတင်းတွေကိုတင်ပြပေးလို့ရဖြစ်ပါတယ်တင်ပြပေးလို့တဲ့သတင်းတွေကတော့ယူကရိန်းနဲ့အမေရိကန်ရဲ့ငြိမ်းချမ်းရေးပတ်မှုတွေကိုဥရောပကနှောက်ယှက်ဖို့ချိုးဖောက်နေတယ်ဆိုတဲ့ရုရှားဝေဖန်နေဆိုတဲ့သတင်းထိုင်ဝမ်ကဒေါ်လာဘီလီယံ40ထိလက်နက်ဝယ်ယူတာ30မယ်ဆိုတဲ့သတင်း ွေသားကြောင်သားရောင်းဝယ်စားသုံးမှုအင်ဒိုနီးရှားဂျကာတာမြို့တော်မှာပိတ်ကင်းနေဆိုတဲ့သတင်းဟောင်ကောင်မှာမိလောင်မှု44ဦးသေဆုံးပြီး293ပျောက်ဆုံးနေတယ်ဆိုတဲ့သတင်းကမ္ဘာမူလဝသားဖွဲ့ချုပ် WMO ကအာရှဒေသရေကြီးမှုတန်းခက်သားနိုင်ခြင်းမြန်မာနေကြောင်သတိပေးတယ်ဆိုတဲ့သတင်းနဲ့ဝတိတာကရာသွန်းမှုကြောင့်တိရီလင်ကာမှာလူ40သေဆုံးတယ်ဆိုတဲ့သတင်းလို့ဖြစ်ပါတယ်ပထမဆုံးတင်ပြပေးလို့ရတဲ့သတင်းကတော့ ယူကရိန်းနဲ့အမေရိကန်ရဲ့ငြိမ်းချမ်းရေးကြိုးပမ်းမှုကိုဥရောပကနှောက်ယှက်ဖို့ကြိုးပမ်းနေတယ်လို့ရုရှားဝေဖန်နေဆိုတဲ့သတင်းဖြစ်ပါတယ်။ယူကရိန်းနဲ့ငြိမ်းချမ်းသဘောတူညီချက်ရဖို့အမေရိကန်ရဲ့ကြိုးပမ်းမှုတွေကိုဥရောပနိုင်ငံရေးသမားတွေနဲ့ဥရောပမီဒီယာတွေကနှောက်ယှက်ဖို့ကြိုးပမ်းနေတယ်လို့ရုရှားနိုင်ငံနိုင်ငံသားရေးဝန်ကြီးပြောဆိုခွင့်ရှိသူမာရီယာဇာဂါရူဘာကသူ့ပေါ်ပြောဆိုခဲ့တယ်သိရပါတယ်။မာရီယာဇာဂါရူဘာကဥရောပနိုင်ငံရေးသမားတွေနဲ့ဥရောပမီဒီယာတွေဟာ ယူကရိန်းပြည်ပခအတွက်နိုင်ငံရေးနဲ့တန်တမာရေးအဖြစ်ရှင်းနိုင်ခြေကိုအနောက်ဆက်ပြေးဖို့ကြိုးပမ်းနေကြပါတယ်လို့ပြောဆိုခဲ့ပါတယ်။ဒါအပြင်ဥရောပနိုင်ငံရေးသမားတွေနဲ့ဥရောပမီဒီယာတွေဟာသတင်းချဲ့လက်ဆိုင်ရာတိုက်ခိုက်မှုတွေကိုအကြိမ်ကြိမ်လှုပ်ဆောင်နေတယ်လို့မာရီယာဇာဂါရူပါကပြောပါတယ်။နိုင်ငံရေးသဘောတူညီချက်တွေထဲမှာယူကရိန်းရဲ့တရားဝင်နိုင်ငံတော်ဘာသာစကားကိုရုရှားဘာသာစကားဖြင့်အသိမှတ်ပြုဖို့နဲ့အော်တိုဒေါ့ဖျားချောင်းကိုတရားဝင်စင်တန်းတနေရာပြည့်ဖို့ကိုလည်းပြဌာန်းထားတယ်လို့သိရပါတယ်။ ဒါဖြင့်အမေရိကန်ရဲ့စီးရေးကူညီတွေပြန်လည်ရုပ်သိမ်းဖို့အကြောင်းအရာလေးအဲ့ဒီငင်းငင်းအစုပ်ပြည့်ချက်တွေထဲမှာပါဝင်နေလို့သိရပါတယ်။ဆက်လက်တင်ပြပေးလိုတဲ့သတင်းပုဒ်ကတော့ထိုင်ဝမ်ကဒေါ်လာ40ဘီလီယံအထိလက်နက်ဝယ်ယူရ30ပင်ဆိုတဲ့သတင်းဖြစ်ပါတယ်။ထိုင်ဝမ်သမ္မတမိုက်ချင်တေကဒေါ်လာ40ဘီလီယံလက်နက်ဝယ်ယူ30စိတ်ကိုဗိုလ်ဘုနေ့ဒီမှာကျင်ညာလိုက်ပါတယ်။ဒိုစီစင်များမှာအမေရိကန်ပြည်ပစုကကာဝေး30စိတ်တွန်းမြင်ရန်ဖိအားပေးသောကြောင့်အစစ်အမြင်ထောက်လှမ်းရေးနဲ့ ကြားဖြတ်ဆုံးရရှိတဲ့ထိုင်ဝမ်ရဲ့အမိုးကုန်းကလေကြောင်းကာဝေးစနစ်များတည်ဆောက်ရေးပါဝင်တယ်လို့သိရပါတယ်။ထိုင်ဝမ်ခေါင်းဆောင်ရဲ့အဆိုအရထိုသုံးစိတ်ကို2026ခုနှစ်ကနေ2033ခုနှစ်ထိ၈နှစ်တာကာလအတွက်ခွဲယူသုံးစိတ်မှာဖြစ်ပြီးလိုင်ကသူ့ရဲ့တင်နေကပြည်ဟာအစိပ်ပိုင်းဖြစ်ကျွတ်ရဲ့ကာဝေးသုံးစိတ်ကိုစုစုပေါင်းပြည်တွင်းထုတ်လုပ်မှုရဲ့900ခန့်လို့ဒီမြင့်တေရန်ခရီးပြုတ်ခဲ့ပြီးအခုလိုပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။ လည်းကလောမှာထိုင်ဝမ်ဟာအကောင်းကာကွယ်ရေးတုံးစိတ်ကို2026ခုနှစ်မှာစုစုပေါင်းပြည်တွင်းထုတ်လုပ်မှုရဲ့3.3ရာခိုင်နှုန်းထိတုံးမြင်ရသတ်မှတ်ထားပြီးထိုင်ဝမ်ဒေါ်လာ949.5ဘီလီယံနဲ့အမေရိကန်ဒေါ်လာ31.18ဘီလီယံခုတ်ဝေပြီးကြောင်းနဲ့သိရပါတယ်။ဆလန်တင်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့ခွေးသားကြောင်သားရောင်းဝယ်စားသုံးမှုအင်ဒိုနီးရှားနိုင်ငံဂျကာတာမြို့မှာတာစီဖစ်ပင်နယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ခွေးရောဂါကူးစက်မှုဖြစ်ပွားမှုနှုန်းကို ွေးသားတောင်သားလင်းတို့သားများရောင်းဝယ်ဖောက်ကားစားသုံးမှုတို့ကိုအင်ဒိုနီးရှားနိုင်ငံဂျကာတာမြို့တာဝန်ရှိသူများကပြည်ပလိုက်သောမွေပါလာ25ရက်သတင်းများမှရေးသားတင်ပြပါတယ်ဂျကာတာမြို့တော်မှာခွေးသားတောင်သားနဲ့လင်းတို့သားရောင်းဝယ်ဖောက်ကားမှုစားသုံးမှုပြည်ပရေးအမိန့်ဒီဂရီကိုဂျကာတာအုပ်ချုပ်ရေးမှူးပရာမွန်တို့အန်နန်းကမွေပါလာ25ရက်နေ့မှာလက်မှတ်ရေးထိုးခဲ့ပါတယ်အဲ့ဒီအမိန့်ဒီဂရီဟာနောက်ခြားလာကြရင်စတင်အနာတက်ရောက်မှာဖြစ်ကြောင်းဂျကာတာမြို့တော်တာဝန်ရှိသူများကပြောကြားပါတယ် ဇဂရာအုပ်ချုပ်ရေးမှူးရဲ့အမိန့်ဒီဂရီမှာ ခွေးကြောင်လင်းတို့အရှင်များတာမှာက၎င်းမျိုးစိတ်များရဲ့အသားများ၎င်းမျိုးစိတ်များမှာတက်ရှိတဲ့ကုန်ကျများ၊ပုံကျောပစ္စည်းများအကျုံးဝင်ကြောင်းလည်းသိရပါတယ်။အမိန့်ဒီဂရီကိုချုပ်ောက်ပါကသတိပေးမှုမှသည် လုပ်ငန်းလိုက်စဉ်ရုပ်သိမ်းသည့်ဒီပါဝင်သောအရေးယူမှုများမြင်ဆိုင်ရမယ်လို့သိရပါတယ်။ဇဂရာအုပ်ချုပ်ရေးမှူးရဲ့အထက်ပါအမိန့်ဒီဂရီဟာတိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်သူများအတွက်အဓိကအောင်မွေးတစ်ခု ဖြစ်ခဲ့ရပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ ခွေးပြန်ရောဂါကြောင့်နှစ်စဉ်နိုင်ငံသားများများသေဆုံးနေပြီးခုနှစ်ဇန်နဝါရီလမနေ့မတ်လအစမှာအင်ဒိုနီးရှားနိုင်ငံမှာခွေးပြန်ရောဂါကြောင့်သေဆုံးမှုပေါင်း25ခုထိရှိခဲ့ကြောင်းအင်ဒိုနီးရှားစစ်မှားရေးဌာနကသတင်းထုတ်ပြန်ပါတယ်။ဆက်လက်တင်ပြပေးလိုတဲ့သတင်းပုဒ်ကတော့အောက်ပါမှာမိလောင်မှု44ဦးသေဆုံးပြီး259ဦးပျောက်ဆုံးတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ဟောင်ကောင်သူအုပ်ချုပ်ဒေသ တိုင်ပိုခရိုင်ရှိလူနေကွန်ဒိုအေရာများပြီးလောက်မှဖြစ်ပွားရာမှာ54ဦးသေဆုံးပြီး289ပျောက်ဆုံးနေဆဲဖြစ်ကြောင်းအောင်ကောင် Free Press HK FP အနာဝိုင်းများကပြောဆိုပါတယ်ကွန်ဒိုဆောင်ခုနှစ်လုံးမှာနိုဝင်ဘာလ26ရက်နေ့မှာပြီးစတင်တော်ပြန်ခဲ့တာဖြစ်ပြီး One Pack တရားရုံးကိုတော့မိထိန်ထားနိုင်ပြီဖြစ်တော်လဲနောက်ကျမှုများဆက်လက်ရှိနေသေးကြောင်းထိခိုက်ဒဏ်ရာမှုကြောင့်စေုံတက်နေရတဲ့လူပေါင်းဒါဇင်များစွာထဲမှ55ဦးမှာစုရရတဲ့အနေထားရှိကြောင်း HKFP ကဖော်ပြပါတယ်။ထိုအရာဆောက်မြန်မာတိုက်ခန်းပေါင်း2000ခန့်ရှိပြီးလူ4000ခန့်နေထိုင်ကြောင်းနဲ့လက်ရှိလူ900ခန့်မှာခလုံးရရှာဖွေနေသောထုံပြီးလောင်မှုနဲ့ပတ်သက်ပြီးဆောက်လုပ်ရေးကုမ္ပဏီမှဒရိုက်တာ2ဦး၊အင်ဂျင်နီယာအတိုင်းနိုင်ငံ2ဦးတို့ဟာလူတက်မှုတန်တရားဖြင့်ဖန်ဆီးကမီးလောင်မှုကိုလည်းစုံစမ်းစစ်ဆေးရရှိတယ်လို့သိရပါတယ်။ဆက်လက်ပြပြပေးလို့တဲ့သတင်းတစ်ပုဒ်ကတော့ကမ္ဘာမိုးလေဝသအဖွဲ့ချုပ် WMO က အစဒေသယဉ်ကျေးမှုတန်ခံစားနိုင်ခြင်းမြန်မာမျိုးကြောင်းတတိပိတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်ကွာမိုးလီဝတာဖွဲ WMO ကအစဒေတာဟာကဘာကြီးပြည်ွေလာမှုရဲ့ဒဏ်ကိုအစွားဆုံးခံစားနေရပြီးမုံတိုင်းနဲ့ရုပ်တရက်ရေးကြီးခြင်းများအတွက်ကြိုတင်ပြင်ဆင်ထားရန်အသည့်ပေးချက်ထုတ်ပြန်လာကြတယ်။ WMO ရဲ့အစီရင်ခံစာအရအစဒေတာရဲ့အပူချိန်ပြတ်တဲ့နှုန်းဟာကဘာပြင်းပြပူချိန်ပြတ်တဲ့နှုန်းထက်နှစ်ဆောင်းဒီပါမြန်ဆန်နေပြီး2024ခုနှစ်မှာပူဆုံးနှစ်ဖြစ်စံချိန်တင်ခဲ့ပါတယ်။ ဒီကဲ့သို့ပူချိန်နှစ်တက်လာမှုကြောင့်ပူလိုက်ဖြတ်ခြင်းပြင်းထန်သောမုန်တိုင်းများကိမွေနာရေခဲမြစ်များလှင်မြန်းသောအရေးပြောကြခြင်းနဲ့ရုပ်တရက်ရေကြီးမှုများပုံမှုဖြစ်ပေါ်လာနေပါသည်အထူးသဖြင့်အိန္ဒိယနှင့်ပစ္စည်းပိတ်သမုဒ္ဒရာများမှာကလေးရေမျက်နှာဖြင့်မြင့်တက်လာမှုဟာကမ္ဘာပြင်းပြတဲ့ပုံများနေတာကြောင့်တန်ယူတန်ဒီပြည်သူတန်ပေါင်းများစွာရေကြီးမှုအနည်းနဲ့ရင်ဆိုင်နေရတယ်လို့ WHO ကြေညာမှုကထုတ်ပြန်ပါတယ်ရုပ်တရက်ရေကြီးခြင်းဟာရေပေးကြောင့်တည်ဆုံးသူများအားလုံးရဲ့ 85ရာခိုင်နှုန်းတည်ရှိပြီးသစ်စင်ဒေါ်လာ50ဘီလီယံကျော်ဆုံးဆုံးစေနိုင်တယ်လို့ဖော်ပြပါတယ်။နောက်ဆုံးပြပြပြီးလို့တဲ့သတင်းပုတ်ကတော့ဘုတိထမာရသောမှုကြောင့်ရေကြီးရေရှဲမှုနဲ့မြေပြိုမှုတွေသီရိလင်္ကာမှာဖြစ်ပေါ်တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ဘုတိထမာရသောမှုကြောင့်ရေကြီးရေရှဲမှုနဲ့မြေပြိုမှုတွေကြောင့်ယခုပတ်တွင်မှာသီရိလင်္ကာနိုင်ငံတော်မှာအနည်းဆုံးလူ40သေဆုံးပြီးဆေးဥကြရရက22ဦးပျောက်ဆုံးနေတယ်လို့အာဏာပိုင်များကကြားသာပြီးနေမှာပြောကြားပါတယ်။ တေဆုံးသူအများစုဟာလက်ဖက်ဆိုင်ပြူရာလေပိုင်းဗဒူလာ ခရိုင်မှာဖြစ်ခဲ့ပြီးတောင်ဆောင်းနေမှာညာတွင်ကြီးမြေပြိုကျမှုတွေကြောင့်လူ၂၂ဦးအရှင်လက်လက်မြေထဲပြုတ်ပါသွားခဲ့တယ်လို့တဘာဘီအန်ဒီအစီမံခံရေးဌာန DMC ရဲ့ကြေညာချက်တစ်စောင်မှာဖော်ပြထားပါတယ်မြေပြိုကျမှုကြောင့်အင်ဂျီ425လုံးကျော်ပျက်စီးခဲ့ပြီးမိသားစု1800နီးပါးကိုယာယီခေါ်လိုရာနေရာတွေစီရှင်းပြောင်းခဲ့ရပါတယ်။ဒါဒီဥစ္စာအစိုးရကတနိုင်ငံလုံးရှိ နောက်ဆုံးနေ့အကြောင်းစောင့်ပွဲတွေကိုနှစ်ရက်တာရက်ဆိုင်ခဲ့တယ်လို့သတင်းများမှာဖော်ပြထားတယ်လို့သိရပါတယ်။ဒီနေ့ဖော်ပြပေးခဲ့တဲ့သတင်းတွေကတော့ကမ္ဘာတစ်လွှမ်းမှာရှိတဲ့ထူးခြားတဲ့သတင်းတွေကိုရွေးချယ်ပြီးကောက်နှုတ်တင်ပြပေးလိုက်တာဖြစ်ပါတယ်။အားလုံးကိုစိတ်နှပြစမ်းမှရှင်းလင်းကြပါသည်ခင်ဗျာ။